သမီးကနှစ်နှစ်ကျော်အတဲထဲမှာကျမကမပြောပြီးသားအဲ့ကဲတော့အသက်ရှင်ခဲ့တော့ကျမကျမလုံးနိုင်သေးရဲ့ကျမတခုဖြစ်သွားကျမမခံစားနိုင်ဘူးဒီကျမပြောချင်တာအထက်ကလူတွေအသက်ရှင်နေသေးတယ်အော်နေသေးတယ်ဝေါ်ကီတော်ကီနဲ့ပြောတော့လည်းတို့ရှိနေသေးတယ်အကုန်နေကြားနေရသေးရဲ့ကျမသမီးလေးအချိန်နှောင်းတော့ခဲ့ပြီဆိုကျမမပြေဆန်ကျမဒီသမီးနှစ်ယောက်ပဲရှိတာကျမထက်လည်းမမွေးနိုင်တော့ဘူး ကျွန်မအမျိုးသားလည်းအထဲထဲမှာအထဲမှာလူအသက်ရှင်တဲ့လူအများကြီးရှိသေးတယ်ဘယ်သူမှဘာမှမလုပ်ပေးကြဘူးအခုလည်းဟိုလူလာကြည့်ရဒီလူလာကြည့်ရကြည့်ပြီးလို့ရှိရင်ပြန်သွားကြတယ်အကုန်လုံး ဟုတ်အခုဒါကျွန်တော်တို့ဒါမြင်တွေ့နေရတာ Grey Wall မန္တလေးရဲ့ဒါ Grey Wall Hotel ကြီးဖြစ်ပါလေဗျဒီဒါအခုလဲဒီမှာကယ်ဆယ်ရေးဝန်ထမ်းတွေဒါအကုန်ကယ်ဆယ်ပြီးတော့ဒီမှာဒါတော့ main box ဒါ main box main box မှာတော့ဒါ main box ကနေပထမထုတ်ဖို့အခက်အခဲရှိရနဲ့ဒါဒီဘက်မှာဒီဘက်ဘေးမှာအပေါက်ဖောက်ပြီးတော့ဟိုကယ်ဖို့ကယ်ဆယ်ဖို့ဒီမှာလုံနေကြတော့တွေ့ရပါဗျဒီမှာလဲကယ်ဆယ်ဝန်ထမ်းတွေလဲဒါအများကြီးပဲဗျဟုတ်အဲအထဲမှာတော့လူ၈ယောက်ပိတ်ပြီးနေရလို့ကြားရဗျအထဲကလဲအတန်ပြန်ပြီး ပြန်ပေးရလို့ပြောရတာသူတို့ဒီဘက်ကချက်ပြရင်ဟိုဘက်ကလည်းအထက်ကနေအချက်လမ်းပြတော့ရှိရဲအဲ့ဒါကိုကဲဆယ်ဖို့ကဲဆယ်ဖို့ဒါလုံးနေရတော့ကြည့်ရဗျာ။ဟောဖြစ်စင်ကျမဟိုဆယ်ခွဲ၁၁လောက်ကကျမအပြင်ထွက်သွားဒီနေ့လဲအဲ့ဖြစ်မဲ့နေ့မှာကျမတို့ချက်ရောက်လို့ပြီးပြီ။တော်တော့ကျမနောက်ဆုံးဖုန်းရတဲ့ချိန်၁၁ခွဲမှာကျမကျမလမ်းများကြောင့်ဖုန်းကွန်နက်ရတယ်။သူအောက်ကိုဆင်းနေပြီချက်ရောက်လည်းလုံနေပြီ။ရီဆက်ရှင်မှာသူထိုင်နေပြီသူပြောတယ်။ တွေ့ရလူတို့များကလည်းဟုတ်တယ်ကျမအမျိုးသားဝဝနဲ့ကျမသမီးလေးနှစ်ယောက်တွေ့လိုက်တယ်အဲတွေ့လိုက်တယ်သူကပြောတယ်အဲ့ဆိုတော့အဲ့နဲ့သူဒီမှာပြန်တွေ့ရလူကပြောပါ reception မှာထိုင်ရလူတချို့တချို့ပါပါဝတ်သူပေါ့နော်ဧည့်သည်တွေအဲသူတို့ကသူကလည်းတွေ့တယ်ဆိုတဲ့အကြောင်းပြောတယ်ကျမသမီးကအငယ်မှနှစ်နှစ်နဲ့၅လကျော်ပဲရှိသေးတယ်အကြီးမှ9နှစ်ကျော်ကျမအရန်စိုးရိမ်တာအခု2ရက်ကျော်သွားပြီသူခဏင်မရှိတော့တော့ဘူးပေါ့နော်ခဏရှိတယ်ကောင်းတာပေါ့ဒီအရွယ် အဲ့ရွယ်ခဏရင်မရှိနိုင်ဘူးခုဆိုကြည့်လိုက်ဝင်းတဲ့လူတို့ဝင်းတဲ့လူတွေတော့အကြ ాయి မနေနိုင်အဲ့ထဲမှာအောက်ဆီဂျင်ပြက်လို့တို့ပြန်ထွက်တာလည်းကြတာကျမတပည့်ဆိုဘလို့နေမလဲအခုဒီတို့ဟိုလူလာကွက်ဝယ်ဒီလူလာကွက်မယ်ဘာလို့မှမလာဘူးပြီးတော့ဒီဆောက်ကိုဆောက်လို့ဆိုတော့အထီကိုမခံဘူးကျမကိုယ်တိုင်ကဘာလို့ဖြစ်ဖြစ်တာဝေယူမယ်အဲ့ဟိုဒီကအကိုတွေလည်းကောက်ပါတယ်ဒီကဟိုဟာတို့ပရဟိတရေလာပြီးတော့ဥဆောင်မယ်တို့အကြံပြပေးပြီးတို့က လုံးမယ်ဆိုအတူလုံးလို့ဒီလောက်ကြီးဖြစ်သွားတာအစားဆိုဒီတိုင်းမဲဒါကြီးကိုမတက်ရက်ကြည့်တယ်တနေကုန်သွားတယ်ဖြစ်ဖြစ်ချင်းနေရဆိုရှင်ကျမလည်းကျမကိုကျမအဖေကမသွားနဲ့တမီးနေတွေ့ရင်စိတ်မကောင်းပါဆိုလို့ဆိုကျမကိုလုံးဝမလာခိုင်းအဲ့တညက်နေလုံးကသူတို့ဘာလုပ်လဲဒီဟိုတယ်ကြီးမတက်ရက်ကြည့်နေကြအကုန်လုံးဘတူးမှဘာမှမလုပ်ကြအောင်ကျမလာတဲ့ထီတော်လေးမကန်းနေဆိုတာကြီးပဲပြောတယ်အထက်မှာလူအသက်ရှင်တဲ့လူအများကြီးရှိသေးတယ်ဘတူးမှဘာမှမလုပ်ပေးကြအောင် အခုလဲဟိုလူလာကြည့်ရဒီလူလာကြည့်ရကြည့်ပြီးလို့ရှင်ပြန်သွားကြတယ်အကုန်လုံးတကယ်လိုချင်တာကတကယ်ဖြစ်မဲ့နီးလန်းနဲ့တကယ်လှုပ်ပေးချင်တဲ့စိတ်ရှိလို့ရှင်ဒီထက်ကလူဟာထွက်ကိုထွက်တယ်ကျမပြောချင်တာအခုကလူကြီးပဲလာလို့ဘယ်မှအဆင်မပြေဘူးစက်ပစ္စည်းလဲဘာမှပါမလားဒါမဲ့အခုဒီမနေ့ရောက်လာတဲ့ရန်ကုန်ဖွဲ့ရဆိုတာဒါမဲ့ဒီနေ့နှစ်ရက်ကျော်သွားပြီငလင်လောက်တာ7နှစ်နာရီ45လောက်49လောက်ဖြစ်မယ်အခုဆိုရင်နှစ်ရက်တတိယကျော်သွားပြီ နှစ်နှစ်ကလေးနှစ်နှစ်နဲ့ငါးတာကလေးဒီထဲမှာဘလို့နေမလဲစဉ်းစားကြည့်အဓိကအောက်ဆီဂျင်ပြက်မယ်ရေပြက်မယ်ဘလောက်ဒီနေရမလဲစဉ်းစားကြည့်ဒါပေမဲ့အခုတော့လှုပ်ပေးနေပါလှုပ်ပေးမယ်ဆိုတော့ကျမပြောတာအချိန်မနှောင်းငယ်ကိစ္စမရှိဘူးကျမတမီးလေးအချိန်နှောင်းတော့ခဲ့ပြီဆိုတော့ကျမမပြေစံကျမဒီတမီးနှစ်ယောက်ပဲရှိတာကျမထက်လည်းမမွေးနိုင်တော့ဘူးကျမအမျိုးသားလည်းအထဲထဲမှာကျမလှုပ်စေခြင်းနဲ့အကုန်လုံးကလည်းကျမဆိုအမြဲတမ်းလိုက်မေးတယ်ငါဘာလှုပ်ပေးရမလဲငါဘာလှုပ်ပေးရမလဲ အမြဲလိုက်မေးတယ်ငါလည်းကူညီနေတယ်ငါကူညီမယ်တကယ်လည်းအကုန်လုံးကဒီမှာဝင်ဒီမှာ reception မှာဆိုလဲဗိုက်ကြီးတဲ့တယောက်ပါသွားတယ်လေသူတို့ဝင်နှမ်းမယ်သူ့အမတယောက်ဆိုလို့ရှိရင်အမတချင်လုံးလောက်ပေးနေဒီမှာအဲ့တော့အဲ့တော့အကုန်လောက်ပေးနေကြတယ်ဒါပေမဲ့သူတို့ကလာတယ်လာကြည့်ရကြည့်ပြီးလို့ချင်းပြန်သွားတယ်တကယ်ထိရောက်တဲ့နီးလမ်းတွေဘာမှမပေးခဲ့ဘူးဒါပေမဲ့အခုလောက်ပေးမယ်လို့ပြောတယ်ဒါပေမဲ့ဒီချိန်လည်းညနေထမ်းစောင့်ကျွန်မတို့ထမ်းမစောင့်နိုင်တော့အချိန်နဲ့အရန်ကြံ့ကြဖြစ်ဖြစ်ချင်းနေဆိုကျွန်မစောင့်နိုင်နေတယ်ကျွန်မအဲ့နေ့ကလည်းစောင့်ခဲ့တယ်နော်သူတို့မဝင်နိုင်ဘူးတဲ့ အနေနဲ့များတယ်တဲ့သူတို့ပြိမာဆိုးလို့တယ်ကျွန်မအဲ့လိုပြောပြီးထွက်သွားတယ်အထဲမှာသူတို့ပြောနေတာအထဲမှာနေရတူတယ်အပြင်ကလူအရေးကြီးတဲ့ပုံစံသူတို့ပြောသွားတာကျွန်မပြောနေတာအထဲကလူလည်းအသက်ရှင်နေသေးတယ်အော်နေသေးတယ် walkie talkie နဲ့ပြောတော့ကလည်းသူတို့ရှိနေသေးတယ်အကုန်နေကြားနေရသေးတယ်သူတို့အထဲမှာမှောက်ပြီးဘာမှလည်းမမြင်ရပါဘူးဆိုတော့သူတို့အမကျမအဲ့သူ့အမျိုးသားနဲ့ပြောနေကျမအကုန်ကြားလိုက်တယ်။ဘေးမှာလည်းခလေးတန်တွေကြားတယ်လို့ပြောတာပဲသူတို့ဘေးမှာလည်းလူတွေရှိတယ်တဲ့။ဒါပေမဲ့သူတို့မမြင်အောင်မှောက်နေတယ်တဲ့ ပြီးတော့အသက်နေလဲကြားရတယ်မကြားရတာမဟုတ်ရှိတယ်ရှိရတာတော့ကျမပြောချင်အသက်ရှင်တာတိရတာတော့မလုတ်ပေးသေးတော့ကျမပြောချင်တာတချို့ရတယ်ဘာမှမမြင်ရတော့မသိရတော့ဆိုတော့ဒါလက်ခံတယ်အခုဟာရှိသေးတယ်ထဲထဲမှာအဲ့တော့သူတို့အပြင်ကလူရဲ့အသက်ကပိုရေးကြည့်ရဆိုတော့ပြောတော့ကျမတို့ကကျမတို့ပြောကျမတို့အသွေးသားထဲထဲမှာရှိတယ်ကျမတို့စာနာပါတယ်ဆိုတော့စကားတစ်ခုနဲ့လာမနစ်သိမ့်နဲ့စာနာပါတယ်ဆိုတော့လှုပ်ဆောင်ချက်နဲ့ပဲကျမတို့ပြပေးကျမတို့အခုပြင်မှာဒီလောက်ထိုင်နေတော့ဘလောက်ပူလောင်လဲသူတို့အထဲမှာဘလောက်ပူလိုက်မလဲ လေးလေးမရှိဘူးအောက်ဆီဂျင်မရှိဘူးဘာမှမရှိဘူးအခုပြက်လက်နေပါပြီအခုနေရကြော်သွားပြီအခုလည်းအိန္ဒိယအဖွဲတရုတ်အဖွဲဘယ်အဖွဲမှမလာသေးဘူးကျမတို့တနအီတနအီလှိမ့်ပြီးတော့ပဲနှစ်သိမ့်နေတာဘယ်အဖွဲမှခုတင်ရောက်မလာသေးဘူးဝင်သွားဟိုကိုတော့ဝင်သွားအချိန်မှာ तू ကပြောတယ်ခောက်လိုက်တော့တဲ့အသက်လူအသက်ဟိုရှိသေးရဆိုရင်ခောက်ပြပါပြောသူအထက်၃ချက်ပြန်ခောက်ပြတယ်တဲ့ အတန်ကြားရင်ခောက်ပြတော့မီးထိုးတဲ့ခါမှကျတော့မီးထိုးရင်မြင်လို့ရှင်ခောက်ပြပါဆိုရင်တော့မခောက်ပြဘူးလေမီးတော့မမြင်ဘူးသူတို့ပိတ်နေတာထဲမှာတော်တော်ပိတ်မိနေတာအတန်ပဲကြားရတာအတန်ပဲကြားရတယ်သူတို့အဲ့အလင်းတော့မမြင်ဘူးအဲ့မှာစဉ်းစားအလင်းမမြင်တဲ့နေရာမှာအောက်ဆီဂျင်ဘယ်လိုရမလဲဆိုတော့စဉ်းစားကြည့်ကျမတမီးခုနှစ်နှစ်ကျော်အထဲထဲမှာကျမမပြောပြီးသားအဲ့ကဲတော့အသက်ရှင်ခဲ့တော့ကျမကျမလုံးနိုင်သေးတယ်ထဲမှာတကူးပြစ်သွားကျမမခံစားနိုင်ဘူးဒီ ပြောတတ်တော့ကျွန်မကျွန်မတို့ဘာဘာနဲ့တူလဲဆိုဘ누구အခုညီတောင်းပြီဘ누구ဘ누구ဘာလို့ခါရမန်းကိုမသိတဲ့အခြေအနေဖြစ်နေတာတင်လိုက်အိမ်မလေးတကယ်လေတစည်းနဲ့လေဘေးမကိုမညှော်လေးချက်ကိုမရှိဘူးဖြစ်နေတာဟိုလူပြောလိုက်လာနေဒီလူပြောလိုက်ဒီစကားနဲ့ပဲကျွန်မတို့ကထိုင်းဆောင်နေရတည့်ရပြီးတည့်ရဦးနေရရှိသွားလက်ချိုးတိုင်ရင်းနေတာ စက္ကန့်နဲ့မြအထက်ကလူတော့ကလေတကယ်တစ်စက္ကန့်ဆိုတစ်စက္ကန့်အရင်အရေးကြီးတယ်ဒါပေမဲ့အပြစ်မှာဘာဖြစ်နေလဲပလန်ဆွဲနေတယ်ဟိုလူလာပြောတယ်သူဒါနဲ့ပဲအခြေကုန်နေတယ်ကျမတို့ကဖြစ်စေချင်တာမြန်မြန်လုပ်ပေးပါကျမပြောကြတာအထဲမှာလူရှိရလဲတိရအထဲမှာလဲဝင်ပြီးတော့ကြည်ပြီးွားပြီးတို့မဝင်ရဲလို့အပြင်ကဗိုလ်ရန်ဒီတိုင်းအကုန်လုံးဝင်ပြီးလောက်ပေးပြီးွားပြီးတို့လည်းပြောပြပေးပြီးွားပြီးဒါတို့ကိုယ်တိုင်ဝင်လို့တိရတဲ့အရာမဟုတ်ဘူးနော်ဒါအရှိကကျမတို့ဒီကပရိုက်တာတမားတဲ့ကိုယ်တိုင်ကိုကိုကျိုးစုံပြီးဝင်ပြီးတော့လောက်ပေးပြီးတော့ကြားတဲ့အတန်နေ တို့တို့တို့လှုပ်ဆောင်မလို့ကြားတယ်အတန်နေမဟုတ်သေးဘူးဒါပေမဲ့အခုလောဆယ်ရန်ကုန်အဖွဲ့ဆိုတာရောက်နေလှုပ်တော့လှုပ်နေတယ်ဒါပေမဲ့ကျမပြောတာအခုချိန်မှာစက္ကန့်နဲ့အများအရန်အရေးကြီးသွားပြီအရန်ကိုကတ်နေပြီကျမတို့ကဒါလောတာမဟုတ်တော့ဘူးတရက်မြောက်နှစ်ရက်မြောက်မဟုတ်တဲ့အတွက်နှစ်ရက်ကိုကြော်လာအတွက်ကျမတို့ကဒါကိုလောလောမဲ့အချိန်ဖြစ်နေလို့ကျမတို့ဒီစကားကိုပြောရတာဒါကိုအဲ့ဒီအေးဆက်ဆက်လုပ်မယ်ဆိုကျမတို့ကတော့ရင်ွယ်ပလက်လက်မိစောက်နေရမယ့်အခြေအနေဖြစ်နေရမျောလင်းကျက်တယ်တဖြည်းဖြည်းနဲ့အသက်ရှူမွားတော့ဘူး